ြည့်စလို့မှာပေါ့အဲမိမတွေကလည်းလည်းယောက်ျားလေးပြန်နေပြီးတော့တစ်ဖက်ယောက်ျားလေးပြန်နေပြီးတော့ကိုယ်ပြည့်စုတာကိုရကျင်တယ်လို့ဆိုရင်ကိုယ်ကယောက်ျားကိုပြည့်စုအောင်မှာပေါ့ဘာနဲ့ပြည့်စုမလဲလို့ဆိုရင်ជីវားတွေជីវားတွေနဲ့ပြည့်စုအောင်မဟုတ်ပါဘူးသူစိတ်ချင်းရဲ့မြားမျိုးစေငါဆောင်ကြည့်စီဆိုတာနဲ့ပြည့်စုအောင်မယ်သူစိတ်ချမ်းသာမယ်ဆိုတဲ့ဟာကိုငါကနေပြီးတော့စောင့်ရှောက်မယ်လို့ဆိုတဲ့ဟာမျိုးကိုယ်ဆောင်ရင်းမှုနဲ့စောင့်ရှောက်မှုကလေးကိုသာ လုပ်ပြီလို့ဆိုလို့ရှိရင်တစ်ခတ်သူစီကပေါင်းပြီးမှုတွေပတ်ဆောင်မှုတွေကိုကြည့်ဘူးပြုတ်ပြီးလာတော့တာပြောကြပါဆိုနော်ကိုကအရင်ကြီးပေးလိုက်မှအဲ့ဒီအမျက်တွေလည်းပဲထလာတာလို့ဒီလိုပြောတာအဲတပတ်တူကလည်းရင်းသေးတယ်ကိုကလည်းရင်းကြီးသေးတယ်လို့ပြောတယ်။မြတ်တယ်မြတ်နှုတ်ဥစ္စာရကြမှာပေါ့။ရကြပြီအဲ့ဒီလိုမျိုးနဲ့အသာတို့သမီးတို့ချမ်းသာကြလိမ့်မယ်လို့ဒီလိုဆိုလိုတာနော်။ဖို့ကောင်းတယောက်လို့ပါရမယ်။ ေါ်ကောင်းတယောက်ဖြစ်နေနေလို့တို့လင်မယားလို့မနေရတော့ဘူးလားလို့မေးရင်အဖေါ်ကောင်းဖြစ်နေနေတာလင်မယားပါပဲဟုတ်နော်အဖေါ်ကောင်းဖြစ်လို့အဖေါ်ဖြစ်ပြီးစေကို့ဖို့ကို့ဘာကြောက်ကြလို့ဒီတယ်ကို့တော့အဖေါ်လုံနေတဲ့သူကို့ဘေးကြောက်ဘေးကြောက်တော့မှလည်းပေါ့ကို့ဖို့ကို့နေဘေးရှက်တော့မှလည်းပေါ့ကို့ရဲ့အဖေါ်ကောင်းဖြစ်နေတဲ့သူစင်ကို့လည်းဘေးရှက်တော့မှလည်းဆိုရှက်စရာလည်းမရှိဘူးကြောက်စရာလည်းမရှိဘူးကိုနေချင်းလို့နေ ပြောမစနဘူချွနေရှင်လဲနေကြောင်းနေတယောက်တောင်းတယောက်ဖက်နေရှင်လဲနေအဲတောင်းနေတယောက်အာမန်တုတ်ပြီးတော့နေရှင်လဲနေဘာမှဖြစ်တော့ဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲဒီလောက်ကိုရင်းနှီးသွားတယ်ဘာလုပ်လို့ရတယ်ဘယ်လိုနေနေရတယ်လို့ဆိုတော့ဘုံပြောချင်အောင်ကောင်းတယ်လို့ပြောတယ်ဘာလို့သူဆိုတာအဲ့လိုနေချင်တာနော်ကလေးလေးတွေကြည်သားမှလာနော်သားတို့ကိုယ်တိုင်လည်းပဲသားတို့နေတော့သူဟူလူဖက်တူဖက်နေနေကြပါလားအမေလည်းဖက်ချင်တယ်ဘုဒ္ဓကနော်အဲ့လိုကိုယ်တိုင်ချင်းလည်းဖက်ချင်တယ် ကိုလိုရွယ်တူလဲဖက်ချင်းပဲအိမ်ပြီဆိုရင်လည်းကြောက်နေတော့ဖက်အိတ်ကြတာမလားနည်းနည်းကြီးလာတဲ့ကတော့ဖက်ပြရမရှိတော့ဘူးဖြစ်လာနောက်နည်းနည်းကြီးလာတဲ့ခါဖက်ပြရရှာကြလာတော့တာဟောမင်းတို့တယောက်တွေ့ကြတာလို့ဘယ်လိုပြောရမှာပါနော်အဲလိုရတရားတော့တကယ်တန်လူရဲ့တဘာဝပါဗျာလူရဲ့တဘာဝဖြစ်တဲ့အတွက်အဲလိုမျိုးအဖို့လူတွေဘယ်လိုပြောရမှာပါနော်အဲလိုတဲ့အတွက်သာသမီတို့ကညာကြမှာပါနော်အဲအဲလိုမျိုးလူညာကြတာလည်းပဲ ဘာမှရှက်ရလည်းမရှိပါဘူးညကြတယ်ဆိုတာဒီလိုနေကြထင်ကြတာပဲလို့ဆိုတာမျိုးပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးလို့ညကြတော့အဖို့ကောင်းဖြစ်အောင်လုပ်ကြီးကန်ကြီးကိုအဖို့တော့နေတော့နှိပ်ပေးလိုက်မှလိုက်တာနော်အဖို့ကောင်းဖြစ်အောင်လုပ်ကြီးကန်ကြီးကဘာမှမဖြစ်ဘူးကိုကသူ့အပေါ်အဖို့ဖြစ်အောင်စိတ်ထားဖို့ပဲတခါကြားမိဘူးတယ်ရာသွေမှတော့မိုင်းလားပါလားမသိပါဘူးရှင်ပြင်းကြီးတယောက်က သူ့နိုင်နေတဲ့ရှင်ပြင်းကြီးတယောက်ကို သမီးဆက်တယ်ပေါ့သူ့သမီးကိုရင်းရင်းကြီးကိုပနာဆက်လိုက်တော့ပေးလိုက်တယ်ပေါ့နော်ပေးလိုက်တော့ကိုသမီးရဲ့ယောက်ျားဖြစ်သွားပြီဆိုတော့သူကကိုသမက်ဖြစ်သွားတာပေါ့နော်လွန်နိုင်သားရဲ့ရှင်ရှင်ကြီးဖြစ်ပဲလေကိုသမက်ဖြစ်သွားပြီဆိုတော့ရောက်မှလုပ်တဲ့သူတော့မနိုင်သားတော့ဘူးပေါ့နော်အဲ့လိုနဲ့ကိုသမီးကိုဆက်လိုက်တဲ့အခါကျတော့အဲ့ရှင်ရှင်ကြီးကတိတ်အိတ်ဖို့ငူးနေရတယ်ပဲအဲ့ဒီယောက်ျားကိုယူသွားတော့အဲ့ဒီနေကြီးရပေါ့နော်ဒီရှင်ရဲ့ဒီ စက်ခံမယ်ရှင်မင်းရဲ့သမီးကြီးอ่ะပေါ့เนาะဆန်းเนี่ยမอยากဘူးလေသူ့ဖေကနေပြီးတော့ဟိုရှင်မင်းကြီးကိုသူ့ကိုလက်ဆောင်ပတ်တာအချင်းနဲ့ဆက်ပြီးလို့ဆိုတော့သူတော့အမှာပေါ့ငိုးနေရတယ်ခုနှစ်လောက်ငိုးနေရတယ်ငိုးနေရတော့တခါတည်းအဲ့လိုပဲအဟိုရှင်မင်းကြီးလက်ထဲရောက်သွားပြီပေါ့ဟိုရှင်မင်းကြီးရဲ့ဒါမိဖေအဖြစ်နေလဲလုံးတော့ခံနေရပြီပေါ့သုံးတော့ခံနေရနောက်ကြတော့ဒီရှင်မင်းကြီးကပါတခါဖေးဝန်းခွဲပြီးခလာသူတပီးကိုပြန်ခေါ်ချင်တာပေါ့နော် ပြန်ခေါ်တဲ့အခါကျတော့ဟိုရှင်မင်းကြီးကိုခွဲရမှာလို့ပြောလို့မဟုတ်ဘူးနေရတယ်လို့ပြောရတယ်နော်ဟိုရှင်မင်းကြီးပြုမှုမှုတွေကောင်းလို့ပေါ့နော်အစတော့တော့ပေါင်းအောင်လာတဲ့ခုနှစ်လောက်ငိုနေရတယ်ပဲခုခွဲရမှာခုနှစ်လောက်ငိုနေရတယ်ပဲနော်ဒါအပြုမှုကောင်းလို့ရှိရင်တစ်ဆက်မှမချစ်ပြီမှလည်းချစ်ပါလားလေလို့ဒီလိုပြောတာပေါ့နော်အဲ့ငိုအမြင်ချစ်ကြပြီးသားဖြစ်နေပြီဆိုတော့ဘူးချစ်ကြမှာပေါ့လို့ဒီလိုပြောရမယ်နော်ဒါတစ္ဆာနဲ့ချစ်စီတာခုနခုနဒီရင်းလို့ပါ ဟောမေတ္တာအနေဖြစ်တယ်လို့ဆိုတဲ့ဟာကကလေးမွေးဖို့ရတဲ့လောက်ပဲဖြစ်တယ်လို့ဘယ်လိုပြောမှာနော်မေတ္တာနဲ့ဖြစ်တာကလေးမွေးဖို့ရတဲ့လောက်ပဲဖြစ်တယ်သစ္စာနဲ့ဖြစ်တာကြတော့မှာအခင်းကိုမြင်သွားပြီးတော့ဖြစ်တာဖြစ်တယ်ဆိုတော့သာသနာ့တမီးတို့ကသစ္စာထမ်းနေကြပါသည်လို့ဘုရားနေပြီးတော့လမ်းညွှန်လိုက်တာကနော်ဒါအဆုံးဆုံးဆုံးမှလေးဖြစ်နေသာသနာ့တမီးတို့လက်ဆောင်ပါနာပေးလိုက်တာနော်သာသနာ့တမီးတို့ကအေးတို့ အဲ့ဒီတစ္ဆာအတိုင်းပဲတို့ဖြင့်နေထိုင်ကြမယ်အဲ့ဒီတစ္ဆာအတိုင်းပဲတို့ဖြင့်ပေါင်းတင်ပြီးတခါလာဘဝမှာမမိမပြောက်ဘဝမီးရှုတိုင်းကြီးထွန်းပြီးတော့ထားတယ်လို့ကိုအတို့ရဲ့ဘဝမှာလင်းနေအောင်ကိုပဲမတို့အရင်ကြည့်နေမယ်လို့စိတ်ဆုံးဖြတ်နိုင်ကြပါစေလို့ဒါဟုတ်နော်ဘုန်းတော်ပေးတဲ့တစ္ဆာစကားပေါ့နော်ဟောမေတ္တာပေါ့ပါဆက်လောင်းနေတဲ့တစ္ဆာပေါ့နော်အဲ့ဒီတစ္ဆာနဲ့ကသာတို့တွေကနေနေရတယ်ဆိုရင် ဒါလို့သူမျိုးစိတ်တပန်တက်တဆုံးထိပျော်ရွှင်ပြီးတော့နေကြမှာပါလို့ဟုတ်နော်ဒါကလို့နေနိုင်အောင်အတွက်ဒါလို့သူမျိုးကလည်းဒီပစ္စာတရားကိုဥထိတ်ရွက်ပန်းချင်ပြီးတော့အမြဲတစေနေနိုင်ကြပါသည်လို့ဘုရားဆန္ဒပြုတယ်နော်ဒါလေးပဲဒါလို့သူမျိုးကနေပြီးတော့အာတို့တော့ဖြင့်ဥထိတ်ရွက်ပန်းချင်မယ်ဟောဒီတိုင်းမယ်တို့ဖြင့်နေမယ်တို့ရဲ့အပြောဆိုမှုနေထိုင်ဟာတို့ရဲ့အဖို့အဖက်ဖြစ်တဲ့ကိုယ်စနီးမယားပေါ်မှာ ုလင်းအောင်ကြပေါ့ဘယ်တော့မှမဖောက်ပြားမိစေရဘူးဘယ်တော့မှမဖောက်ပြားမိစေရဘူးလို့ဆိုရင်လည်းအဲဒီအကြောင်းတစ်စုံတရာကြုံလို့မင်းမရောနဲ့အခုပြိုင်ကလေးပေါ်လာပြီးထောက်မိတာမျိုးလည်းကြုံရင်ကြုံမှာပေါ့နော်ထောက်မိတာမျိုးကြုံပနေလုံးလေကဲမော်လာကူကနေပြီးတော့မျက်နှာပြက်တယ်ဆိုတော့သမတိလာဖြစ်ပေါ်မှာပေါ့နော်ကဲမော်လာကူကနေပြီးတော့အဲ့လိုတစ္ဆက်ကနေပြီးတော့လည်းပဲအမှန်ယူရင်းနေတယ် ီလိုကြော်တယ်ခတ်မိတယ်ဆိုတော့ဘာလကွာနေပြီးတော့အပြုတ်မှုပါလာတယ်လည်းပဲပြုတ်မှုမိတယ်ဆိုတော့ဒီမတ်တိကချစ်ကလည်းပဲကိုယ်တလေးကြိုက်တယ်လည်းပဲအမျိုးမျိုးလေးလာတာဆိုတော့အဲ့ဒီလိုမျိုးလေမမယွင်းနေလည်းမဖြစ်နိုင်သေးဘူးလားနော်ကဖြစ်မယ်ဆိုတော့ဘယ်နဲ့လုံးလဲဖြစ်မယ်ဆိုရင်ထူအောင်ကွာနော်လည်းဆက်ဖြစ်လိုက်တော့လို့မျိုးလုံးကြတယ်နော်ဟုတ်ကဲ့နော်တခုမျက်နှာပြက်လိုက်တာကိုပြက်နေတုန်းကမသိဘူးကွာ မျက်နှာပြက်ပြီးသွားရင်တော့အင်းငါတို့သူ့ဘောမျက်နှာကျလိုက်ပြီလို့ဘောနောက်တော့မသိနိုင်ဘူးလားမသိတာကြည့်အောင်မသိနိုင်ပြီလားနော်အပြောဆိုလဲလဲအင်းငါဒီလိုပြောဆိုတယ်ကိုပြောနေတုန်းကတော့ကိုပြောဆိုရတာကိုပါရဒီလိုကိုပြောဆိုလိုက်မှဖြစ်မှာလို့ဆိုတာမျိုးလို့ကိုဘက်ကကိုထောက်ခံနေတယ်ပြောဆိုပြီးသွားပြီစင်မင်းငါပြောအောင်ကျွန်တော်ပါလို့ဆိုတော့မသိနိုင်ဘူးလားလားသိတယ်အမြင့်မှုမှာလည်းပြည့်မှုနေတုန်းကတော့ပါရနေတယ် ီလိုကိုလုတ်ပြလိုက်ပါကိုအေးပါဆိုပြီးတော့ပေါ့နော်ပြုမှုပြီးလိုက်ရင်တော့ဟဲ့ငါတော့ပါတယ်အားသာရေပြောတာအေးတော့ပြီးစီရနော်ပြီးတဲ့အချိန်မှာကိုပြောဆိုမိတာဆင်းတယ်ဘွာခတ်လိုက်ပါဟာခုနကပါပါငါငါတော့လေဟောဇနီးလုတ်တဲ့သူကမားတယ်ဆင်းတယ်ခုနကကွယ်ငါမားတယ်ကိုမပြောတတ်ပြီဘူးလားကွာနော်ဒါကတော့ပြန်ဖြေလိုက်တာဗျဟုတ်ပြီနော် မှားတာကိုမှားပြီးတာကိုပြန်ဖြစ်လို့မရတာမဟုတ်ဘူး။ပွဲဖို့တည်းမှာဘယ်လိုဖို့တည်းမှာရေးထားရတာ။မှားပြီးရေးပြီးလို့သူဖြစ်ရတာပဲမဟုတ်လားနော်။အဲဒီလိုမျိုးလိုပဲကိုပစက်ကပြောမိတာဖြစ်ဖြစ်ကိုကပြုမိတာဖြစ်ဖြစ်မျက်နှာမိမျက်နှာသာကိုလည်းဟန်ပါကပြုမိတာဖြစ်ဖြစ်မှားတယ်ဆိုရင်အမှားတယ်ပြန်ဖြစ်လို့ရတယ်။အဲမလို့ပုံမှားတယ်တည်ဟုတ်နော်။ဘာလဲ။ကျန်းကျွင်နေတာနှုတ်လို့ရတာ စကားကျွင်နေတယ်နှုတ်လို့မရဘူးနဲ့ဟောဘုံမလေးပြောနေတာသူလေးကြမ်းကြွတာနှုတ်တာမှခက်သေးတာစကားကျွင်တာနှုတ်တာသိလွယ်ဘွားဘွားလို့လှုပ်လိုက်မင်းတို့မကစားခဲ့တာဘူးလားနေနေတော့နော်ကစားရတယ်ဆိုလို့ရှိရင် ကိုကစားတာနင်းကလေးမှားတော့ကြုံဘွားခတ်တယ်ဆိုတော့လှုပ်ခဲ့ကြဘူးလားနော်ဘွားခတ်တယ်ဆိုတော့မင်းတို့မြို့နေတာဆိုတော့ကစားဘူးချိန်မှာကစားဖို့ကမင်းတို့တော့ဆိုရင်တော့ကစားရတယ်နော်ခဏခဏဘွားခတ် ဘွားကတည်းဆိုတာတကယ်တော့ဘွားမဟုတ်ဘွားဆိုတာဘွားမဟုတ်ဘွားတူတော့ဘွားဆိုတာနောက်တမျိုးလို့ပြောတယ်ဒီလိုမဟုတ်ပါဘူးနောက်တမျိုးလို့ပြောဆိုတာနော်အဲဘွားကတည်းဆိုတာတကယ်ဘွားကတည်းဆိုတာဒါညာတိစကားလေးမျိုးလို့ပြောလိုက်တဲ့ပုံပါအဲဒီတော့ကိုကနေတော့ဒါကဒါမှားပါတယ်ကွာဒါကကုနပါအဲ့ဒါမျိုးလို့ဘလောက်ကောင်နေမှားတယ်ဆိုဘလောက်ကောင်နေလို့ပြန်ထွက်သွားတယ်ဟုတ်တော့အမတ်တရာကြီးကနေမှားတယ်ဆိုရင်အမတ်တရာကြီးကပြန်ထွက်သွားတယ် ဟုတ်လားအာဒီမှာမှားသွားတယ်ခုနပါပေါ့ဟောအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးဆိုဒီစကားနဲ့မှားတာစကားနဲ့ပြန်လို့လိုက်တော့စကားနဲ့ပြန်ပြီးတော့လွတ်သွားတာပဲဟုတ်ပါတော့အဲ့အဲ့လိုမျိုးတခါတခါကျစကားနဲ့တင်တော့မကဘူးတော့နည်းနည်းတော့တံပိုးပြရတတ်တယ်နော်အဲ့တော့တံပိုးပြရတာလေဆိုတော့ခုခေတ်မှာ sorry လို့ပြောတာမျိုးလို့ပေါ်ဝင်နော်။အဲ့ဖိုးကြီးကဒီလိုလူတယောက်ကနေနေမျိုးကိုကျိုးသွားတာ အနေမရတဲ့သူကနေ sorry ပြောမင်းကတော့ sorry ရပြီးတော့ငါထိရကျိုးသွားတယ်ပြောတယ်အဲအဲ့လိုကြိုးတာပဲထိဖို့တော့ပြန်ပေးခဲ့တာပါ။ဟောဒါဟုတ်တယ်မနော်။ Sorry တယ်တော့မလုံးနဲ့လေ။ Sorry တယ်ဆိုရင်မင်းထိကြိုးသွားတာတော့ဝမ်းနေပါလေ။ဖားရယ်။ရနောက်ထပ်ထိအစ်တစ်ခုပဲပါ။အဲဒါလိုမျိုးလုပ်ပြီးရင်ကျေနပ်တာပါနော်။ဖားရယ်တော့တောင်းတင်းကြီးမှမီးလောင်တယ်တဲ့။ သိတရားဘိုးလောက်ပါသွားတယ်လေအဲ့ဒါကျွန်တော်သိညစ်တယ်ဗျာပေါ့အဲ့ဒီသိညစ်တာကိုတရားနဲ့ကျွန်တော်တွေ့ဆောက်ပေးကြပါလို့တရားဝဲကိုတင်ဆိုရဲလူတယောက်လားဘုသူကကြောက်တယ်မဟုတ်လည်းမဖြစ်နိုင်ဘူးကြောက်မှန်းလည်းမဖြစ်နိုင်ဘူးမဟာစီရလည်းမဖြစ်နိုင်ဘူးပေါ့ကြောက်မလို့နိုင်ဘူးပေါ့သိတရားဘိုးမီးလောင်သွားတာလေပါတယ်ဆိုတော့လည်းသိညစ်တာပေါ့ဒါနဲ့တယောက်ကနေပြောတယ်ကဲတလို့စေတော့ခင်ဗျားဟာကိုကျွန်တော်ဖြောက်ပေးပါမယ်ဘယ်လိုဖြောက်မှာလဲ သိန်း200ရာပေးလိုက်ပြီဟာဒီကသိန်း200ပေးလိုက်ရင်တော့သိန်း100ဘုံဆုံးတဲ့လူကကတော့နေလုံးမယ်နော်အဲအဲ့လိုပဲပေါ့ဟိုတပတ်သူ့ကိုထိခိုက်သွားလိမ့်ဆိုရင်အဲ့ထိခိုက်တာပြက်ပြဲအနေထားရောက်အောင်တွေ့ဒါဆိုရမှာပေါ့နော်ဆိုရမှာဆိုဟိုတပတ်သူ့ကသိဆိုးနေပြီဆိုစားကောင်းတော့ခေါင်းလေးထူးခဲလေးပို့ပြီးလှုပ်ကြည့်လိုက်တာတော့လို့ကမို့ဟိုကောင်းအရှင်ကောင်းလေးကိုလှလှပါပါကလေးပို့ပို့ပြီးတော့ဝယ်ပေးလိုက်တာဒါရောတာလဲနော် အဲ့လိုမျိုးလိုရောရတယ်ပေါ့ဟုတ်နော်သော်ရီရဲလည်းမပြီးကြနဲ့လို့ငါဒီလိုဆိုလိုတာပေါ့နော်ခုနဘွားကြီးတွေလည်းခတ်မနိုင်ဘူးတကယ်သူ့မျက်နှာသွားတဲ့ဆုံးရှုံးသွားတဲ့ဟာကိုပြေပြောက်စေနိုင်တဲ့အနေထားရောက်အောင်ခွန်နေပြီးတော့ခီလေးလည်းပဲပေးရတယ်လို့ဒီလိုဆိုလိုတာပေါ့နော်စိတ်ကောက်တာချော်နီးနော်အဲဒါစိတ်ကောက်စိတ်ကောက်လို့ရှိရဲ့အေးစိတ်ကောက်ကြရဲ့ဒါစိတ်ကလေးကမကောက်ဘူးကတော့ဘယ်ပြောနိုင်မှာမလဲပေါ့နော် အဲအဲ့လိုဖြစ်တယ်ဆိုရင်မှားမှန်သိပြီဆိုရင်ပြန်ပြီးတော့ပြင်ရတယ်ပေါ့ပြင်တာမှာပါးစပ်ကလေးနဲ့ယူတဲ့အတိုင်းမပြင်ဘဲလို့ဆိုလိုတာပေါ့နော်လက်တွေ့ပါပြင်လို့အဲလက်တွေ့ပါပြင်ဆိုတာကတော့သူ့ကြည့်မဲ့မှန်လောက်အောင်အဲအဲ့လိုမျိုးလေးပေါ့အားယောက်ျားကိုကိုစိတ်ကောင်းနေတယ်ဆိုရင်ယောက်ျားခံရပြီဆိုရင်ယောက်ျားစိတ်ပြင်နိုင်လောက်အောင်ကိုပါလုပ်ပြရမယ်ကိုမိန်းမပုံမှာစိတ်ကောင်းနေတယ်ဆိုရင်လည်းကိုမိန်းမစိတ်ပြင်နိုင်လောက်အောင်ပါလုပ်ရမယ် ွားနေပြီးတော့ရပါလိဒီတစ္ဆာမျိုးကိုမင်းတို့ထားနိုင်ကြပါစေလို့ပြောဆိုလိုတာเนาะအဲ့ဒီတစ္ဆာမျိုးထားနိုင်ပြီဆိုရင်မင်းတို့ဖြင့်တကယ်ဘွားမှာဆင်းရဲတဲ့အဖြစ်ရောက်ပြီဆိုတော့အဲ့ဒီတစ္ဆာမျိုးမထားနိုင်ဘဲနဲ့အဲ့ဒီတစ္ဆာမျိုးလည်းမသိဘဲနဲ့အာငါတို့ဖြင့်ဘွားပြောပြောပြပြနေရအောင်ဆိုပြီးဆက်လာဒါ8000ဇနီးမယားဖြစ်8000လျောက်ကြားဖြစ်နေပေါင်းလိုက်ကြပြီလို့ရှိရင်ရချင်းနေမှာ မင်းတို့အခုချစ်နေကြရတာပြောမင်းတို့ချစ်မှနောင်တော်ချင်ကြတော့ဟုတ်မနော်လူကတိုက်တယ်ကွာပြောပြဟုတ်မနော်နိုင်တဲ့လူကရှုံးတဲ့လူကိုစားတယ်ကွာရှုံးတဲ့လူကတော့နိုင်တဲ့လူရဲ့အစာကိုခံရတယ်ကွာဒါလောကရဲ့ဓမ္မတာတလောကလုံးဖြစ်နေတာသစ်ပင်ကြီးလေအိုက်တယ်လို့တာပဲဒိဋ္ဌိလေးအိုက်တယ်လို့တာပဲလူတူလေးလေးအိုက်တယ်လို့တာပဲဖွဲ့စည်းလေးလေးအိုက်တယ်လို့တာပဲဒါလို့ဆို မင်းတို့တိုက်မှာလေမြောက်ပေါင်းနေတော့ပိုးတိုက်ရမှာလေမင်းတို့အခုတပိသားဖြစ်နေနေနေတော့ဘယ်လောက်ကြာမှမသိဘူးရန်ဖြစ်ဖြစ်ဘူးမထင်ဘူးဗေမယားဖြစ်ရင်ရန်ဖြစ်မှာတော့ဟုတ်ကဲ့နော်ရန်ဖြစ်ရင်တော့မင်းတို့မရေဟိုးတဲ့ကိုလက်တွဲပြီးခုံချင်းတယ်လို့မှတ်ပြီးတော့ဟုတ်ကဲ့နော်ရန်ဖြစ်ရင်တော့လင်မယားလောက်ဆင်းရတာဘယ်ရှိမှာလဲကွာဘလို့လဲနော်ဘလို့လဲနော်ကိုရင်းရန်ဖြစ်ထားတဲ့သူနဲ့အတူနေရတာတော့ ပြန်ပြစ်ထားတဲ့သူနဲ့ဝေးနေရင်လည်းပဲဝေးမကြည့်ဘူး။ခုလင်းမရသူတွဲလဲနေရမှာ။တွဲလဲနေရရန်လဲပြစ်ထားတယ်ဆိုအာသိစိတ်ချင်းရမှာပေါ့လား။ဟုတ်နော်။သူစိတ်ချင်းရရအောင်ကိုလင်းမရလုံးမိတယ်လို့ကိုလည်းဖြစ်နေမှာလို့သူပြောရမယ်နော်။အဲဒါကြောင့်မလို့ရန်လဲတော့ဖြစ်ကြမယ်နော်။ရန်မဖြစ်ရဖို့ရန်တော့ကစောဝဲနော်ပြောခဲ့တဲ့ပစ္စာတွေကိုစောင့်ကြည့်ရန်မဖြစ်အောင်။ရန်မဖြစ်ရရင်တော့တကယ်ကိုမင်းတို့ ဟိုမိုးပေါ်မှာနတ်ဘုံကြီးရှိတယ်ဆိုရင်အဲ့ဒီနတ်ဘုံကြီးပေါ်မှာနတ်သားနတ်သမီးတွေခံစားနေရတယ်လို့ကိုကိုမျိုးချမ်းမြေနေတယ်။ဒါပစ္စာကိုစောင့်ပြီးမှမင်းတချမ်းသာပါ။ပစ္စာစောင့်ပြီးမှရမ်းမဖြစ်ရမှာဟုတ်။ပစ္စာမစောင့်ပြီးရင်တော့မလွတ်မသွေရဖြစ်မှာ။ဟောလို့နေရှိနေတဲ့အဖိုးကြီးတွေမြင့်ကြည့်။သူတို့လည်းပဲအိမ်ထောင်မရတဲ့ဖြစ်ရမ်းမဖြစ်ဘူးတဲ့လေမရလို့ကိုရှိကုန်ရှိဘူး။အိမ်ကကတ်နေတဲ့မိနာကတ်နေတဲ့အတော်ကြီးကိုမြင့်ကြည့်။သူလည်းပဲရမ်းဖြစ်မှာပဲဒါ။အများကြီးရမ်းပြုံးမှာပေါ့နော်။ ဒီအဲ့ဒါကတော့လင်းမြန်းမှန်ရင်ဖြစ်တာပဲပုံစံလင်းမြန်းမှန်ရင်လင်းမြန်းတစ္ဆာတိမမှာမတိတာကြီးပေါ့နော်အဲဒါကြောင့်လို့အဲ့ဒီတစ္ဆာကိုမြင်းလို့ဖြင့်စောင့်သုံးမယ်စောင့်တိမယ်လို့ဆိုတဲ့စိတ်ကိုဘောအခုစကားပြောရင်းနဲ့ကိုပဲစိတ်ထဲကနေပြီးပန်းဆင်းသွားနေပါလေလို့ဒါမျိုးပြောနေတာနော်အဲဒါကကြောကြီးတော့သိရှိတော့ပြီးသွားစစ်တော့မယ်နော်။ငါပြောတဲ့စကားကိုဝန်တန်နိုင်ရတယ်ဆိုရင် တို့ဖြင့်ဟောဤတစ္ဆာကိုစောင့်တိမယ်လို့စိတ်ထားရင်းနဲ့ပဲဝန်တာတဲ့အထိမ်မှဖြစ်နေတုံးချင်တော့ဒါလူခေါ်ပြကြ။သာ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 